ဒါဝိဒ်ဒီလေပိတ်တင်တိုင်းကိုဝတ်လျက်ထာဝရဘုရားရှိတော်၌အာထုတ်၍ကလေ၏တဲ့နောက်တစ်ချက်ကထာဝရဘုရား၏တတတော်သည်ဒါဝိမြို့ထဲသို့ဝင်သောအခါရှောလူ၏တမီးမိခာလာသည်ပဒင်းပေါက်ဖြင့်ကြည်၍ဒါဝိမင်းကြီးဒီထာဝရဘုရားရှိတော်၌ကသည်ကိုကိုဆိုပြီးတော့အရိကျန်ချက်နှစ်ချက် ကျွန်တော်တို့ကျွန်တော်တို့လူပြိုပေါက်ကလေးကအာအရန်သဘောကျခဲ့တဲ့အရန်ကို Christian worship လုပ်တဲ့ခါကျအရန်ကိုကျွန်တော်တို့အသုံးပြုခဲ့တဲ့အားကြခဲ့တဲ့ဒီအရာကိုပဲဒီကြမ်းချက်ကိုပဲကိုင်ပြီးတော့ဒီကြမ်းခုချက်ကိုပဲကျွန်တော်တို့လက်ဆွဲပြီးတော့ကျွန်တော်တို့အာ Christian worship လုပ်လာခဲ့တယ်လုပ်ခဲ့တဲ့နှစ်ပေါင်း55အဝန်းကျင်လောက်ကပေါ့ကျွန်တော်တို့လူပြိုပေါက်တော့ဆိုအဲ့တော့က prison worship လုပ်တဲ့ခါဒါဝိကဖျားရှိမှောက်တော်မှာတက်တာတော့တက်တာတော့ရှိဆိုဖျားရှိမှောက်တော်ပေါ့အားလုံးသိတဲ့အတိုင်းဖျားရှိမှောက်တော်မှာကခုံပြီးတော့ထာဝရဘုရားကိုကြီးမွန်းနေဆိုတဲ့အရာကိုကျွန်တော်တို့လူငယ်လေးတွေကစပြီးတော့ကျွန်တော်တို့လူမျိုးပေါက်တွေကအဲ့ဒီအရာကိုစာတုံးပြီးတော့ကျွန်တော်တို့ကခုံပြီးတော့ထောက်အော်ဟဲပြီးတော့တချင်း ချီးမွမ်းတဲ့ချင်းဆိုပြီးတော့ထာဝရဘုရားကိုချီးမွမ်းကိုးကွယ်ကြတယ်အတင်းတော်မှာကျွန်တော်တို့အာကြီးပြင်းလာခဲ့တဲ့အတင်းတော်မှာအဲဒီဟာကိုပဲတောက်လျှောက်အခုထက်ထီကျွန်တော်တို့ praise and worship လုပ်တဲ့အခါဒါဝိရဲ့ဒီမျက်မှောက်တော်မှာဖျားမျက်မှောက်တော်မှာကခုန်ခြင်းဆိုတာမပါမဖြစ်တဲ့အရာ ဒီအရာကိုပဲကျွန်တော်တို့တွေကအခုတည်းထိဒါကိုပဲကင်ဆွဲပြီးတော့ဒီအတိုင်းပဲကျွန်တော်လုပ်နေကြအရန်ကောင်းတဲ့အရာဖြစ်တယ်ဒါဝိကအမှန်တကယ်ပဲကခုံနေအမှန်တကယ်ပဲကိုခန္ဓာစိတ်ဝိညာဉ်နဲ့၃ဘိုင်းစလုံးနဲ့ ထာဝရဘုရားကိုကိုးကွယ်နေတာဖြစ်တယ်ချီးမွမ်းနေတာဖြစ်တယ်ဝမ်းမြောက်နေတာဖြစ်တယ်သူဝိညာဉ်ထဲကအဲ့ဒီမှာတစ်ချက်ဒုတိယကျွန်တော်ပိုက်တဲ့ဖတ်တဲ့ကြမ်းချက်မှာမိခါလာကသူကဒါဝိကခုံတော်ကိုထာဝရဘုရားရှေ့မှာ ကခုံတော်ကိုသူကမြင်ရဆိုတော့အကွာဝေးရမပြောဘူးမြင်ရတယ်ဆိုတော့မြင်ရတယ်ဆိုတဲ့ခါကျနိက